ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာတို့ကြေးရွာလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။မြို့ပိုင်မောင်ပြုံးချူဟာမဆာလာရွာသို့အခွန်တော်ကောက်ခံရင်းရောက်လာလေတယ်။မဆာလာရွာဟာတို့မြန်မာနိုင်ငံတဝန်းရှိ အခြားအခြားသောတောရွာများကဲ့သို့ပင်တို့မြမလယ်သမားတွေနဲ့ပြည့်နှက်လျက်ရှိတယ်။ရွာရင်းသို့ဝင်သွားရင်ခဏမီခဏနဲ့လေတိုက်လျင် အဆောင်လိုက်ရိုင်လဲတော်မြေတဲအိမ်ငယ်အသီးသီးမှာညင်းညူတန်အမျိုးမျိုးကို နားတော်တာပန်ဆင်ရလိမ့်မယ်။ဟီးဟီးအမလီရှင် အမလီတော်ဟဲ့ဟဲ့ဟဲ့အမလီဗျာမြို့ပိုင်းဒီမျက်လုံးပြူးသွားလေတယ်။တကြီးမင်းရဲ့ဘယ်နဲ့အတန်တွေလဲ။သူ့နောက်ကပါလာတော့တကြီးမင်းကိုဥစ္စာထုတ်လိုက်လေတယ်။ဖြားကြတယ်ဖျားဖြားကြတယ်။စေးလည်းမရှိဘူး။စေးုံသွားတောင်းလည်းမရဘူး။ အရင်နှောင်းကလိုအရှင်ဖျားတို့ကလည်းကြွိနိုင်မပေးတော့ညင်းညင်းညူညူနဲ့ပဲခံနေကြရတော့တာပဲမြို့ပိုင်းဟာစကားမပြောတော့ချီဆက်လက်၍ကြွလန်းတော်မူပြန်တယ်ဘိုက်ပူနန်ကားနဲ့တကူလုံးဝဲတွေဖုံးနေတဲ့ကလေးတွေကို တွေ့ရလေတယ်သူတို့ဒီပြေးလိုက်လွှားလိုက်နဲ့ကစားနေကြတယ်အခုကြောက်ထိုးစရာလည်းမလာဘူးဖေဟာဒီရွာမှာကြောက်ပေါက်လို့သေးတာဒီလမယ်၄၅ရောက်ရှိသွားပြီ။ တကြီးကသူ့မြို့ပိုင်အားအာကိုကြီးတစ်ခုနှင့်ရှောက်ထားပြန်လေတယ်။ကြောက်ရည်မရှိဘူးဗျဟုမြို့ပိုင်ကဖြေလိုက်ရာတကြီးစကားပြောတိတ်သွားလေတယ်။သူနှင့်ခလန်းလန်းမှညနေခင်းလက်ပံပင်ပေါ်တွင်ဇရက်အုပ်ကျလာတကယ်သူစုညံသံတွေကိုကြားရပြန်လေတယ်။တကြီးမင်းရဲ့ရှေ့ကဟာကစာတင်ကြောင်းလား။မျိုးပိုင်ဤအမေကိုတကြီးကမှန်မဖျားလို့ဖြေးလေတယ်။ကျောင်းသားဘယ်နှယောက်ရှိသလဲ 30လောက်ရှိပါတယ်။เจ้าလာကဘလောက်လဲ။ဒီဆရာကတော့ပေးသလောက်ယူတာပါပဲ။တချို့လဲတလစဘာတစ်ခွဲပေးတယ်။တချို့ကလည်းတမတ်။တချို့ကလည်းစဘာပေါ်ချိန်မှာငါးဒင်းပေးမယ်လို့ကတိထားပါတယ်။ဆရာကတော့เจ้าသားတွေအိမ်ကတလဲစီထမင်းကျွေးရပါတယ်။เจ้าဆရာကဘဏ္ဍတန်းအောင်တယ်။ဘဏ္ဍတန်းအောင်မှန်းတော့မသိပါဘူး။မိရထားလန်းကအတော်တောင်းတမှန်မှန်နဲ့ခေါ်ခဲ့ရပါတယ်။ မြို့ပိုင်ဟာဆရာဤစေတနာကိုချီးမွမ်းရင်ကျောင်းသားတို့ရောက်လာလေတယ်။ကျောင်းကိုကြည့်ပါဦး။တက်ငယ်မိုးကလေးကလည်းမလုံတလုံ အကာအယံမရှိကြမ်းခင်းထားသည်ကလည်းကျိုးလိုကျဲတယ်။ထိုခန်းသားလာသော အဆောက်အုံအတွင်းဝယ်အသက်6နှစ်မှ12နှစ်ခန့်အရွယ်ရှိယောက်ျားကလေးမိန်းကလေးတို့ဟာကြွတ်ကြွတ်ညံအောင်စာအန်လျက်ရှိကြကုန်တယ်။အတန်တွေကလည်းအမျိုးစုံပါပြီ။အချို့ကျောင်းသားတို့ရှိတွင်ကြောက်တင်မုံကွဲ အချို့ចောင်းသားရှိတွင်စာအုပ်စုပ်အချို့နှစ်ယောက်သုံးယောက်ပေါင်း၍ကျေတောင်သောအတန်ဖြစ်အော်ဟစ်လျက်ရှိတယ်။ဆရာသူမြတ်ကတင်ဖြူးတစ်ချက်ကို ခင်းကစာအုပ်ထူထူကြီးတစ်ခုကိုခေါင်းအုံ၍လှဲလျောင်းလျက်ရှိတယ်။သူသည်တစ်ဖက်သို့စောင်းနေ၍မောင်ပြုံးချိုတို့လူတိုက်ကို မြင်ဟန်မတူ သူ့ခေါင်းသားတွင်ဆယ်နှစ်အရွယ်တငယ်တစ်ယောက်ထိုင်က စပင်ကိုဖျဲလျက်ရှိတယ်။အလိုဘာလုပ်နေပါလဲ။တည်တည်ချာချာကြည်စမ်းပါဦး။ စပင်းအဖြူနှုတ်ပေးနေပါတယ်။မောင်ပြုံးချူတို့စကားပြောတဲ့အချိန်စိန်ပြက်သွားလိမ့်ပြီ။နေရာမှထ၍ခရီးဥချူပြုတ်လေတယ်။သူသည်စင်စင်ရဲရဲနှင့်ကလေးတို့ဤပညာရေးကိုမျှော်ကိုး၍ဤရွာသို့လာနေရကြောင်းကိုပြောပြီးသည့်အဆုံး၌အစိုးရဆိုင်မှအထည်အဝတ်များဝယ်ဖွင့်ပြုရန်မြို့ပိုင်အားတောင်းပန်လေတယ်။မြို့ပိုင်ကသူ့ဆန္ဒကိုဖြည့်လိုက်ပြီးတော့ဆရာရဲ့ကလေးတွေကို အတွက်အချက်ကလေးနဲ့တင်ပေးဦးမပေါ်လို့ဆိုတယ်။တင်မမယ်လို့ဝန်ခံလိုက်လေတယ်။မြို့ပိုင်ဟာထိုးเจ้าမှထွက်လာစဉ်ဆရာသူမြက်ကသူ့เจ้าသားတွေကိုအာလုတ်တန်ကြီးနဲ့ကနန်းတင်ချာတင်နေတာကို ကြားခဲ့ရလေတယ်။စင်တကောင်ကို တပဲပေးရတော့တမတ်နဲ့နှစ်ပြားဘိုးဝင်ဘဏ္ဍကောင်ရမည်နည်းတဲ့ဆက်လက်၍လျှောက်သွားပြန်တယ်။ရွေးကောက်ပွဲလုပ်တော့မယ်ထင်တယ်။မဲဆင်းရင်တွေကောက်ကုန်ပြီ။ အကြီးနဲ့ပါလာတော့ဆယ်အိမ်ခေါင်းကမြို့ပိုင်းအားတောက်ကြည့်လိုက်လေတယ်။အင်းရှေ့တကူးလာလောက်မယ်လှုပ်ဖြစ်လိမ့်မယ်ထင်တယ်လို့မြို့ပိုင်းကဖြေပြီးလျင်ဒီနေမှာဘယ်ပါတီက လူတွေများတယ်လေဟု ပြန်မေးလိုက်လေတယ်။ဟာဒီနေမှာတော့အတပတညားတယ်ဖရားဟုဆယ်အိမ်ခေါင်းကရုတ်တရက်ဖြေတယ်။ဘယ်နဲ့အတပတလဲဗျဖဆပလာပါ မဟုတ်ဘူးဖရာအတာပတာဆိုတာအတောက်ပါတီဒီရောမှာတော့အတောက်သမားတွေတိတ်ပေါ်တာပေါ့နိုင်ငံရေးတော့ကျွန်တော်မျိုးတို့တော့ရောင်းနေတာပဲတော်တော်ကြာလေသမားအစီအယုံတော်တော်ကြာတမကတော်တော်ကြာကွန်မြူနစ်ဆိုရှယ်လစ်ဘာတွေမှလည်းမသိပါဘူးဟေးတို့တော့ပတ်စံမများပေးတယ်လို့ထင်ပါပဲအခြားတယောက်ကဝင်၍ထောက်လိုက်ပြန်တယ်အေးဒါကြောင့်တို့မြန်မာတွေခတ်တာ မဲရဲ့တံပိုးကို မသိကြဘူး။သိတာပေါ့ကွာ။တမဲကိုနှစ်ချက်ကအရေးကြီးကြီးသလို၅ချက်၊၆ချက်၁၀အထိရှိတယ်။မင်းတို့လိုလူတွေကြောင့်ခတ်တာ။အမဲကြီးကြီးကျယ်ကျယ်မင်းကတော့မသိလို့လေ။ငါသိတယ်။မင်းတို့လို မသိတဲ့သူတွေကိုငါကအများကြီးတင်ပြချင်တယ်။အမဲလားလာကြီးသည်ငုံမင်းဘဝနဲ့ရောင်ကြီးတော်မလွတ်ချင်စမ်းပါနဲ့မောင်ရဲ့။သူတို့နှစ်ယောက်စကားများနေကြတယ်။ ။မောင်ပြုံးချူဟာရွာထဲတွင်လမ်းတလားလျက်ရှိစဉ်မကြောင်းဝမနာသာစဲတန်စိုးတန်များကိုလည်းနားတော်တာပန်ဆင်ရလေတယ်။ခုနှစ်အိမ်ကျော်ရှစ်အိမ်ကြားအမေနှမအဖေမောင်ရောက်ဖမကြံအော်ဟစ်တိုင်းထွာလျက်လာအခရာစအခရာများကို ရေလဲနှင့်သုံးနေကြလေတယ်။မိမနှစ်ဦးရံပွဲစင်နေသည်ကို ပထမတွေ့ရလေတယ်။သူတို့သည်ငါးကြော်ရာမှ ထ၍ရံဖြစ်ကြတယ်တဦးကငားကြော်တယ်အခြားတဦးကသူ့ကလေးနေမကောင်းနေစဉ်ညော်လို့ရပါမည်လို့ဟုထ၍ဆူတယ်ဆူရမှဆဲကြတယ်ဆဲရမှနပန်းလုံးကြလေတယ်နပန်းလုံးရမှတဲတဲမဲမဲရှိလာသဖြင့်ခေါဝတ်ပင်မကတ်ကြတော့ဟုဆိုတယ်မောင်ပြုံးချူတို့ကထိုနပန်းပွဲကြီးကိုမမြင်လိုက်ရတော့ကြီးပြီးစားဖြစ်တယ်ကြွက်စီကြွက်စီနဲ့သာ စကားပြောနေကြလေတယ် မောင်ပြုံးချူတို့ထိုနေရာရောက်တော့ခါလူတယောက်ဒီမောဒီပန်းကြီးနဲ့ပြေးလာလေတယ်ဘယ်နဲ့လဲဘယ်နဲ့လဲပြီးသွားပလားထိုသူကအေးတကြီးမေးတယ်ပြီးသွားပါပြီအနာကလူများကအေးအေးပြောလေတယ်အမလီဗျာဟိုထိုသူကညင်းညူတယ်ခမည်းကဘာလို့အုံးမလို့လဲအော်မိမတွေအဝတ်မကပ်ဘူးဆိုလို့ကြိမလို့ပြေးလာသူကစိတ်ပြက်ပြက်နဲ့ဖြေလေတယ် ရွာထဲတွင်တခုသောနေရာ၌တပိတ်ပိုက်ကစွန်းကန်ကြွလာသော ဖုံးတော်ကြီးနှင့်ညနေချင်းဆိုင်တွေ့ရလေမြို့ပိုင်းနောက်ကပါလာသောတကြီးနှင့်တကွာလူကြီးအပေါင်းတို့ဟာလမ်းဘေးသို့ဆင်း၍ပြပြဝတ်ကရှစ်ခိုးကြကုန်ရာ မြို့ပိုင်းလဲထိုကိုတော်အားလက်အုပ်မိုး၍ရှစ်ခိုးရလေတော်တယ်ဖုံးတော်ကြီးသည် မောင်ပြုံးချူတို့၏ရှစ်ခိုးခြင်းကိုခံယူတော်မူလျက်ရက်တန့်တော်မူလေတယ် ဒဂါကြီးကဘယ်သူတော့ဖုန်းတော်ကြီးကမေးတယ်။မြို့ပိုင်မှာဖေဟာတကြီးကရှောက်လေတယ်။အော်အော်အခုမှတွေ့ရဝမ်းသာပါတယ်ဗျာ။ဒဂါကြီးတို့ရရှင်ဆိုင်ကသင်္ကန်းတစုံလောက်မရနိုင်ဘူးလား။မှန်ပါ။သင်္ကန်းစတစ်ခိုက်ကိုတစ်ချက်နဲ့ရနိုင်ပါတယ်ဖေဟာ။ရောင်းတာသိပါတယ်။လှူစမ်းပါလို့ပြောနေတာပဲ။ဒဂါကြီးမြို့ပိုင်ပဲလှူနိုင်တာပေါ့။ရော့ရော့ကျုပ်လက်ဖွဲ့ကလေးလေဒဂါကြီးဆောင်းသားဖို့ပေးရအောင်မယ်။ ဖုံးတော်ကြီးသည်ကျိုးနီနှင့်တီထားသောလက်ဖွဲ့ကလေးကိုမြို့ပိုင်းအားပေးလိုက်လေတယ်။အဲ့ဒါတိတ်ပြီးရကောင်းတယ်။ပြီးတော့မွေစည်းလဲကျုပ်စီမှာရှိတယ်။ကြောင်းလျှောက်ခဲ့အောင်လေ။ဖုံးတော်ကြီးလဲကြွသွားလေတယ်။တကြီးမင်းဒီဖုံးကြီးကဘဲကလဲ။ကျွန်တော်မျိုးတို့ရွာဦးเจ้าကလေ။เจ้าမယ်ဖုံးကြီးမမြဲလွန်းလို့တခြားနယ်ကသွားပင့်ထားရတယ်။ဒီကိုတော်ကအတော်တော်ပါပဲ။စေးလဲသိပ်စွမ်းတာပဲ။ပယောကလည်းနိုင်တယ် ဘိန်းတော့လဲနိုင်တယ်။မြို့မင်းလာရင်သူ့ကြောင်းခေါ်ခဲ့စမ်းပါလို့မကြမကြပြောနေတာပေါ့။ဟိုအရင်ပြောင်းသွားတဲ့တစ်တောင်းဝန်တော့ကြီးနဲ့ဆိုတိတ်ခင်တာပေါ့။လာရင်သူ့ကြောင်းမှာပဲတဲတာပဲ။သူ့ကြောင်းမယ်အစုံရတယ်။ဘဲဥ်ကျက်ဥ်ဟာစုံလို့ဘာမစုံရတယ်။အတော်လက်သက်ပကရွှဲနဲ့ကိုတော့ပေါ့။တို့နဲ့တကြီးအိမ်တို့ရောက်လာကြလေတယ်။တကြီးမင်းအိမ်သားတစုတို့ဟာမြို့မင်းကြွလာလျင်ထိုင်ရန် ဖလက်ကလက်တိုင်းကြီးပေါ်တွင် ကော်သောကြီးကိုခင်းထားလေတယ်။ရှေ့မှစပွဲပေါ်တွင်မြို့အုံမင်းအစာပြေသုံးဆောင်ရန်ဘဲဥကျော်နှင့်လက်ဖက်ရည်ပွဲချလာတယ်။မြို့အုံမင်းဟာခင်းထားသောနေရာ၌ထိုင်မိလက်တော်တကြီးမင်းအားဤသို့ဆိုတယ်။တကြီးမင်းရဲ့ဖွားသည်ဖွားရှင်စရင်တို့ဒန်စရင်တို့ယူခဲ့ပါ။မရှိပါဖေယား။ဒီစာအုပ်တွေတစ်ခုမှမရှိပါ။ဂျပန်ခေတ်တဲကကုန်ပါပြီ။နောက်ထပ်လည်းမရပါ။ ဒါဖြစ်သေးတာမွေးတာဘာမှမသိဘူးပေါ့မသိပါအမှတ်သားလည်းမရှိပါတကြီးမင်းရွာမှာအင်ဂျီဘယ်လောက်ရှိတယ်လဲဟေးဘာစောရီဘယ်လောက်လဲကွယ်စဲအင်ငေါင်းကိုလှဲ့၍မေးတယ်နှစ်ယောက်ထင်မှရဲ့ဟုစဲအင်ငေါင်းကဖြေတယ်လူဦးရေဘယ်လောက်ရှိတယ်လဲမြို့ပိုင်းကမေးပြန်တယ်ဒါတော့မွေးတယ်လူမွေးသေတယ်လူသေနဲ့ဘယ်သိမလဲဖေ။ဩမှန်းကြီးပေါ့ဗျာ။ရှေ့ရလောက်ရှိပါတယ် ။တကြီးမင်းရွာမှာခိုးမှုတိုက်မှုဖြစ်သေးသလား။ຫນွေတုံးကဓမြမှုတမှုနဲ့လူတက်မှုဖြစ်ပါလေ။တရားခံမိရဲ့လား။မမိဘူးဖေဟာ။ပလိတ်ကတော့မတင်ငါတဲ့လူဖမ်းတာပဲ။သို့ပေမဲ့တတ်တည်မရလို့လွတ်လိုက်ပြီ။မတင်ငါတဲ့လူခြေမငိမ့်တဲ့လူတွေကို190 130လောက်ရမယ်။အမေမလုံရဲဘူးဖေဟာ။သူတို့လွတ်လာရင်ခေါင်းဆန်းအိတ်နေရမှာ။မြို့ပိုင်မောင်ပြုံးချူလေဖောင်းနေစဉ် ထမင်းမွဲလာချလေတယ်မြို့ပိုင်သည်စကားဖြတ်၍လက်ဆက်သောတကြီးမင်းဤခြံပေါက်ကြက်သားဟင်းနှင့် ပွဲတော်တည်နေလေတယ်အနားတွင်တကြီးမင်းစေအိမ်ကောင်းမင်းရွာစော်မင်းကော်မတီလူကြီးမင်းအဆရှိသောမင်းအပေါင်းခြံရန်လျက်ရှိလေတယ်သူတို့သည် ကုန်းစားကလက်ဖက်ရည်တောက်ကနဲ့ဟောင်းပွားဟောင်းပွားလှုပ်နေကြလေတယ်စေငုံထားသူ လူကြီး၃ယောက်မှာကတဖြစ်ဖြစ်နဲ့ ဓာတွေးကိုလှပစွာ မကြာခဏထွေးလျက်ရှိကြရာမြို့ပိုင်းလဲထမင်းကိုသာငြိမ်ငြိမ်ရှက်ရှက်ကြီးလွှေးနေလေတယ်ထမင်းသုံးဆောင်ပြီးတော့မြို့ပိုင်းမောင်ပြုံးချူဟာလူကြီးတွေနဲ့စကားဖောင်ပြန်လေတယ်အတော်ကြာစကားပြောမိတော့အခါဝမ်းပိုက်ကိုနှိပ်လေတယ်တကြီးမင်းအိမ်သာဘယ်မလဲဟု မေး၍နေရာမှထလေတယ်တကြီးနဲ့စဲအိမ်ကောင်းကလိုက်ပို့လေတယ်အိမ်သာက တကားမရှိ အကာအရန်ကလည်း ဟာလာဟင်းဖြစ်နေလေတကြီးမင်းရဲ့အိမ်သာတက်လို့ဘယ်ဖြစ်ပါမလဲလူလာရင်ဘယ်နဲ့လုံးမလဲလူမလာအောင်အိမ်သားတွေကတချင်းစိုးနေရပါတယ်ဖေဟာဟာမဖြစ်ပါဘူးတခြားအိမ်သာပြပါကျုပ်ပါခြင်းလာပြီတခြားအိမ်သာမရှိပါဘူးတရွာလုံးမှဒီတလုံးပဲရှိပါတယ်မြို့ပိုင်းဒီတကြီးအားကျင်းမောင်းကရွာပြင်ဘက်သို့ထွက်ပြေးလေသည်ပြုံးတမဲ့မဲ့1949 ဆီယမန်းတင်ရဲ့ဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာတို့ကြေးရွာလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။